မင်္ဂလာပါရှင်လင်းဒီလောက်မှကြိုဆိုပါရစေဒီနေ့မှာတော့မြမရိုးရအတာတေချံကာလအတွင်းမှာဇဒုတီတာအလှူပြေလူဒန်းကျွေးမွေးဝင်ကားလေးရှိတဲ့မုံလုံးရေပေါ်ကိုလှူစားมาဖြစ်ပါရရှင်မုံလုံးရေပေါ်လှုပ်ဖို့အတွက်ကောင်းချင်းဆန်မှုန်250မီလီလီတာရှိတဲ့ခွက်နှက်ခွက်ကို အသုံးပြုပါမယ် မုတ်လုံးရည်ပေါ်ကိုခက်တင်တင်လေးစားခြင်းနဲ့ဆိုလို့ရှိရင်ဆံမုတ်အနေငယ်ကိုထည့်နိုင်ပါတယ်။ကျမကတော့မုတ်လုံးရည်ပေါ်ကို ခက်ပြပြအီအီလေးစားခြင်းနဲ့အတွဲကြောင့်ကောင်းကြီးဆံတစ်မျိုးတည်းကိုသာအသုံးပြုထားတာဖြစ်ပါတယ်။ကောင်းကြီးမုတ်တဲမှာအဆိုင်ခဲတွေမပါဝင်အောင်အတွက်ဇကာအရင်ဆုံးချပေးပါမယ်။ဇကာတိုက်ချထားတဲ့ကောင်းကြီးမုတ်တဲကိုရေထည့်ပြီးမုတ်သားကို စားနေပါမယ်။ ရေကိုနည်း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 ချင်းစီထည့်ပြီးကောင်းချင်းဆန်မှုပြီးရေထဲမှာလုံးလာတဲ့အထိကိုနေပေးပါမယ်။အခုဆိုရင် မုတ်သားကလည်းလုံးပြီးရေဝလာပါပြီ။မုတ်လုံးရေပေါ်ရဲ့မုတ်သားကမပြော့လွန်မမာလွန်ဖြစ်ရပါမယ်။ဒါမှသာလေမုတ်သားလေးကိုထញက်ခဲထားပနာတဲ့အခါမပေါက်မပြဲသွားမှဖြစ်ပါတယ်။ မုတ်သားကအနေတော်အနေထားရပြီဆိုလို့ရှိရင်ခဏနှက်ပေးထားပါမယ်မုတ်သားတွေကိုနှက်ထားတဲ့အချိန်မှာထညက်တွေကိုထာပနာဖို့အတွက်လှိဖြတ်ပါမယ်။ထညက်တွေကိုအနေတော်အတုံးသုံးပါမယ်။ထညက်တွေကိုသုံးတဲ့အခါလက်မထိစေဖို့တတိထားပါရှင်။ သုံးထားတဲ့ထင်းချက်တွေကိုပကံတစ်ခုတည်းကိုပြောင်းထည့်ပေးပါမယ်။မုံလုံးရီပေါ်ကိုစလုံးပါမယ်။ခဏကနှက်ထားတဲ့မုတ်သားကိုပြန်နေပါမယ်။မုတ်သားကရေလိုအပ်တယ်ဆိုရင်ရေကိုနည်းနည်းချင်းစီထည့်ပြီးပြန်နေပေးပါမယ်။ ရေကိုလိုရင်လိုအပ်တဲ့လောက်အနေချင်းစီထည့်ပြီးမုတ်သားတွေလုံးလာတဲ့အထိကိုပြန်နေပေးပါမယ်။အခုဆိုရင်မုတ်သားကလည်းပြန်ပြီးဤလာပါပြီ။မုတ်လုံးမှုအတွက် အနေတော်အနေထားလည်းရှိပါပြီ။ဒါဆိုရင်တော့မုတ်လုံးရေပေါ်ကိုစလုံးပါမယ်။မုတ်သားတွေကမုတ်လုံးရေပေါ်တလုံးစာကိုယူပါမယ်။ မုတ်လုံးသောအောင်အတွက်လက်ဖုံအားနှစ်ခုကြားမှလှိပ်ပါမည်မုတ်လုံးသားပြီးဆိုရင်မုတ်သားထဲမှာထားပနာဖို့အတွက် မုတ်လုံးကိုလက်ဖနှောင်းနဲ့ဖိထားပေးပါမည်မုတ်သားထဲမှာထညက်ကိုထားပနာပါမည်ထញ្ញမုတ်သားတွေမှာလုံသွားအောင်အတွက်မုတ်သားတွေနဲ့အလုံးလိုက်ပိတ်ပေးပါမယ်။ မုတ်သားတွေလုံသွားအောင်အတွက်လက်ဖွာနှစ်ခုကြားမှာထပ်လိုက်ပေးပါမယ်။အခုဆိုရင်တော့မုတ်လုံးကြီးပေါ်တစ်လုံးရပါပြီ။ကျွန်မမုတ်လုံးကြီးပေါ်နောက်တစ်လုံးထပ်လိုက်ပြပါမယ်။မုတ်လုံးကြီးပေါ်တစ်လုံးစာမုတ်သားကိုယူပါမယ်။မုတ်သားတွေလုံသွားအောင်အတွက်လက်ဖွာနှစ်ခုကြားမှာလှိပ်ပါမယ် မုတ်သားထဲမှာထပ်ပနာဖို့အတွက်မုတ်သားကိုလက်ပနောင်းနဲ့ဖိချပေးပါမယ်။မုတ်သားထဲကိုထညက်ထပ်ပနာထည့်ပါမယ်။ထပ်ပနာထည့်ထားတဲ့မုတ်လုံးကို လုံသွားအောင်အတွက်မုတ်သားနဲ့လိုက်ပိတ်ပါမယ်။မုတ်သားတွေလုံသွားအောင်အတွက်လက်နှစ်ဖက်လေးနဲ့ပြန်ပြီးတော့လှိပ်ပေးပါမယ်။မုတ်သားတွေလုံသွားပြီဆိုရင်တော့မုံလုံးရေပေါ်ရပါပြီရှင် အခုဆိုရင် မုံလုံးကြီးပေါ်လုံးနာတပတ်ခန်းစားရပါပြီမုံလုံးကြီးပေါ်ပြုတ်ဖို့အတွက်ရေနွေးကိုတည်ထားပေးပါမယ်ရေစူလာပြီဆိုရင်မုံလုံးကြီးပေါ်ကိုထည့်ပါမယ်မုံလုံးရေပေါ်လေအခုလိုပဲရေပေါ်မှာပေါ်လာပြီဆိုရင် မုံလုံးကကျက်ပါပြီ။ ဘုံလုံးရေပေါ်တွေကိုဇက်ကားနဲ့ဆဲထုတ်ပြီးရေအေးထဲမှာခဏစိမ့်ပြီးထားပါမယ်။ရေအေးစိမ့်ထားတဲ့ဘုံလုံးရေပေါ်တွေကို ပကံတစ်ခုတည်းကိုပြောင်းထည့်ပေးပါမယ်။ဘုံလုံးရေပေါ်အတွက် ပွဲပြင်ပါမယ်။အုံးသီးရဲ့အရာသာပေါ်လွင်အောင်အတွက်စားနှင်းငယ်ထည့်ပါမယ်။မုံလုံးရေပေါ်ကိုခပ်ပေါ့ပေါ့လေးစားရတာကြိုက်တယ်ဆိုလို့ရှိရင်စားမထည့်ပါနဲ့ရှင်။ အုံးသီးတွေကို မုတ်လုံးရေပေါ်ပေါ်မှာဖြည့်ဝေးပါမယ်ရှင်အခုဆိုရင်တော့ကျမတို့ဗမာလူမျိုးတွေရဲ့ချစ်စရာဒလိတစ်ခုဖြစ်တဲ့မြမရိုးရာအသားတကြံကာလအတွင်းမှာဇဒုဒီတာအဖြစ်လှူဒန်းကျွေးမွေးဝင်များလေးရှိတဲ့မုတ်လုံးရေပေါ်ကို စားသုံးမှုအတွက်အစင်းင်းဖြစ်ပါပြီရှင်။ မကြခင်ကာလမှာကြာရောက်တော့မယ်ကျမတို့ရဲ့ဗမာနှစ်တစ်ကူနှစ်တစ်မှာမိတ်ဆွေများအားလုံးပုံမကောင်းမွန်သောအနာဂတ်များကို ပိုင်ဆိုင်နိုင်ကြပြီးစိတ်ဤချမ်းသာခြင်း၊ကိုယ်ဤကျန်းမာခြင်းများနှင့်တာအပျော်ရွှင်သောချိန်များကိုပိုင်ဆိုင်နိုင်ပါစေကြောင်း Lin Philo မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ကျမရဲ့ Philo တွေကိုတိုင်းနဲ့တက်တယ်ဆိုလို့ရှိရင် Subscribe နဲ့ Notification နှိပ်ပြီးတော့လည်းအားပေးထားကြပါအောင်ရှင်။